ဘောင်မာဗရင်းချန်နယ်ကနေကြိုဆိုပါရစေ။ကျွန်တော်တို့ဟာနေ့စဉ်အခုလိုအသိပညာပေးအကြောင်းအရာတွေကိုတင်ဆက်ပေးနေတာဖြစ်လို့ကျွန်တော်တို့ channel ကိုနေ့စဉ်လာရောက်နားဆင်ဖို့ဖွေခေါ်ချင်ပါရစေ။ဒီနေ့မှာတော့ဘဝကိုအမှန်တကယ်ပြောင်းလဲပေးနိုင်မယ့်အလွန်စွမ်းထက်တဲ့လမ်းညွှန်တစ်ခုကိုမျှဝေပေးချင်ပါရစေ။ဒါကတော့တန်တားစန်းနေဆရာကြီးဘော့ပရော့ကတာရဲ့အောင်မြင်မှုအတွက်ဆောင်းအမြင့်မူဆင်နေချက်ပါပဲ။တဟာတိကိုရည်တည်ချီပေမဟုတ်ပါဘူးကိုရဲ့စစ်မှန်တဲ့ဆွမ်းယူတွေကိုထုတ်ဖော်ပြသနိုင်ဖို့အတွက်လိုင်နာချင်းတုံးရမယ်လက်တွေ့ကြတဲ့လမ်းညွှန်မျိုးပုံတစ်ခုဖြစ်ပါတယ် ဒီတင်ဆက်မှုကိုလိုက်ပြီးပြီးကိုယ့်ရဲ့အမြင်တွေကို comment မှာဝင်ရောက်ဆင်းရဲပြတော်ဖို့လေးဖိတ်ခေါ်ပါရစေ။ပေါ်ဝါမာလေးတနေရာရာမှာပြိမိနေတယ်လို့မျိုးခံစားဘူးကြလား။အများကြီးစူးစမ်းနေတဲ့သားနဲ့ရှေ့ကိုမရောက်တယ်လို့ခံစားရတာမျိုးပေါ့။အောင်ငင်မှုဆိုတာတချို့လူတွေတက်တော့လဲလဲကူကူရောက်လာပုံရပြီ။ကိုယ့်အလဲကြမှာဘာလို့များလက်တကန်အလောကနေလွတ်ချသွားရတာလဲလို့တွေးမိဘူးလား။အဲ့လိုခံစားချက်မျိုးကတယောက်တည်းချုပ်နေရတာမဟုတ်ပါဘူး။လူတော်တော်များများဟာအဲ့လိုမိခွန်းနေနေနေစဉ်ပေါ်ဝါမှာယဉ်ဆိုင်နေရတာပါ။ ခုလုံနေတာထက်အများကြီးပိုပြီးလုံနေဆွမ်းရှိတယ်လို့အတွေ့လဲမှာသိနေပေမဲ့လက်တွေ့မှာတော့တခုခုကနောက်ကနေဆွဲထားတယ်လို့မျိုးပေါ့ဒါပေမဲ့တရင်ကောင်းကတော့အဖြေရှိနေတယ်ဆိုလာပါပဲဒီနေ့ရှင်းပြမယ့်မူစကြကအဲ့ဒီမမြင်ရတဲ့အတားအဆီးတွေကိုရှင်းရှင်းလင်းလင်းမြင်အောင်ကူညီပေးပြီးရှေ့ဆက်ဖို့လမ်းပြပေးမှာအထူးချပါပဲအောင်မြင်မှုနဲ့ကြွယ်ဝချမ်းသာမှုနယ်ပယ်မှာတန်တာကြီးတပါလို့ဖြစ်တဲ့ဘော့ပရော့ခ်တာကတော့အဲ့ဒီမိကွန်းရဲ့အဖြေကိုရှာဖို့သူ့ဘဝတစ်ခုလုံးကိုမြှွန်နှံခဲ့ပါတယ် သူကိုယ်တိုင်လည်းတခြင်းကအကျွေးလေးနဲ့နှစ်ပတ်လုံးပြီးရုံးကန့်ခဲ့ရတဲ့လူတယောက်ပါ။ဒါပေမဲ့စာအုပ်တအုပ်ကိုဖတ်မိရကနီသူ့ဘဝကိုပြောင်းလဲစေခဲ့တဲ့မူတွေကိုရှာတွေ့ခဲ့တယ်။အဲ့ဒီနောက်ပိုင်းမှာဘာလို့တချို့လူတွေကအောင်မြင်ပြီးတချို့ကရုံးကန့်နေရလဲဆိုတဲ့မေးခွန်းရဲ့အဖြေကိုနှစ်ပေါင်းများစွာလေ့လာသူသစ္စနာလို့လက်တွေ့ကျင့်သုံးပြီးအဖြေရှာခဲ့ပါတယ်။သူရှာတွေ့ခဲ့တဲ့အဖြေကတော့ဒီနေ့လေ့လာမယ့်မူ၁၂ချက်ပါပဲ။ ဒါတွေကရှုပ်ထွေးမှုတွေကိုရှင်းလင်းမှုအဖြစ်ကြောင်ရုံမှုကိုယုံကြည်မှုအဖြစ်နောက်ပြီးအိမ်မက်တွေကိုလက်တွေ့အဖြစ်ပြောင်းလဲပေးနိုင်တဲ့တကယ်ကိုအစွမ်းသက်တဲ့ကိရိယာတွေပါကဲဒါဆိုပရမဘိုင်းကိုအတူတူလေ့လာကြည့်ကြရအောင်ဒီအပိုင်းကတော့အောင်မြင်မှုရဲ့အတွင်းစိတ်ကစားဝဲအကြောင်းပါ ဟုတ်ပါတယ်တကယ်တော့အောင်မြင်မှုဆိုတာအပြင်လောကမှာမစတင်ပါဘူးကိုယ့်ရဲ့စိတ်ထဲမှာပဲစတင်တာပါအောင်မြင်မှုကိုအပြင်းမမရှာခင်ကိုယ့်ရဲ့စိတ်ထက်ကအကျွေးခေါ်တဲ့ယုံကြည်မှုတွေကိုအရင်ဆုံးပြင်ဆင်ဖို့လိုပါတယ်။ ကိုယ့်ရဲ့စိတ်ကိုကြံ့ကျင်မိုင်နိုင်စွာထင်ကျုံနိုင်ပြီလားအဖြစ်မမမြင်ခြင်းနဲ့အောင်မြင်မှုတိုင်းဟာအတွင်းစိတ်ရဲ့ပြောင်းလဲမှုနဲ့အဆက်ဖြစ်တယ်ဆိုတာကိုဒီပိုင်းမှာတွေ့မြင်ရမှာပါပထမဆုံးနဲ့အရေးကြီးဆုံးမှုတစ်ခုကတော့တာဝန်ယူမှုပါဒါပေမဲ့ဒါကအင်စာလို့ဖို့အခန်းရှင်းဖို့ပြောနေကြတာဝန်ယူမှုမျိုးမဟုတ်ပါဘူးဒါထက်အများကြီးပိုနက်ဆိုင်ပါတယ်စဉ်းစားကြည့်လေလူအများစုကဘဝမှာပြဿနာကြုံလာရင်လက်ညှိုးကိုအဖျင်းဘက်ကိုပဲထိုးတတ်ကြတယ် စီဝါရေမကောင်းလို့ငါစင်မခီလားငါတထဲကြောင့်ငါရာဒူးမတက်တာမိဘအတိုင်းဝိုင်းမကောင်းလို့ငါမအောင်မြင်တာဆိုပြီးအကြောင်းပြချက်တွေပေးတက်ကြတယ်ဒီလိုအပြစ်တင်လိုက်တဲ့အခါကိုယ့်ရဲ့စွမ်းအားကိုသူများလက်ထဲထည့်ပေးလိုက်တာနဲ့အတူတူပါပဲကိုဘွားရဲ့တားကောင်တယောက်လိုခံစားနေရတော့မှာပါတောင်းဝန်ယူမှုဆိုတာကတော့ဟုတ်ပြီအချင်းတွေကဘယ်လိုပဲဖြစ်နေဖြစ်နေငါရဲ့တွန့်ပြမှုကိုတော့ငါထိန်းချုပ်နိုင်ငယ်ငါရဲ့ဘဝကိုငါပဲပဲကင်မင်းဆိုပြီးစွမ်းအားကိုကိုယ်လက်ထဲပြန်ယူလိုက်တာပါဒါဟာအပြစ်တင်တာမဟုတ်ပဲ ကိုဘွားဆိုတဲ့ကားရဲ့မောင်းသူနေရာမှာပြန်ထိုင်လိုက်တာပဲဖြစ်ပါတယ်။ဒုတိယမူကတော့ယုံကြည်မှုပါ။ယုံကြည်မှုဆိုတာအောင်မြင်မှုရဲ့အင်ဂျင်ဆက်တစ်ခုလိုပါပဲ။အင်ဂျင်မရှိရင်ကားကရှေ့ကိုမသွားနိုင်သလိုပဲ။ကိုကိုကိုမယုံကြည်ဘူးဆိုရင်ဘယ်လောက်ပဲတော်နေတော်နေရှေ့ဆက်ဖို့ခက်ခဲပါလိမ့်မယ်။အခုဒီ slide မှာတကယ်စိတ်ဝင်စားဖို့ကောင်းတဲ့ချက်ကတော့ယုံကြည်မှုဆိုတာမွေးရပါမဟုတ်ပဲနေ့ကျင်နေမြကျွန်တော်တို့ပြုလို့နေရွေးချယ်မှုတစ်ခုဖြစ်တယ်ဆိုတာပါပဲ။ ျွန်တော်တို့ဟာငငယ်ကလေးကပါဝင်ခြင်းကနေမိဘရှိရသမားလေးစီကနေပိုက်ဆံကတစ်ပင်ပေါ်မှာမတီးဘူးငါတို့လူလူတွေကမချမ်းသာနိုင်ပါဘူးဆိုတဲ့ကန့်သက်ထားတဲ့ယုံကြည်ချက်တွေကိုမတိစိတ်ထဲမှာဆွေးမြဲစွာလက်ခံလာနိုင်ပါတယ်ဒါပေမဲ့အဲ့ဒီယုံကြည်ချက်ကိုဆက်ပြီးလက်ခံမလားဒါမှမဟုတ်ငါအာယုံစိုက်သမျှအရာတိုင်းကိုလုံနိုင်တယ်ဆိုရယ်ဆွမ်းအားပေးတဲ့ယုံကြည်မှုကိုရွေးချယ်မလားဆိုတာကကိုယ့်ပေါ်မှာပိန်မှုတည်ပါတယ်ဒီရွေးချယ်မှုလေးတစ်ခုကကိုယ့်ရဲ့လက်တွေ့ဘဝတစ်ခုလုံးကိုပုံဖော်ပေးသွားနိုင်ပါတယ်တတိယမှုကတော့စိတ်နှေးသဘောထားပါ ဒါပေမဲ့ဒါကအကောင်းမြင်တာတက်တက်ကိုဆူလို့တာမဟုတ်ပါဘူး။တကယ်ဆွမ်းအပြည့်ဝရတဲ့စင်နေဘောထားဆိုတာအတွေးခန်းစားချက်နဲ့လှုပ်ဆောင်ချက်ဒီသုံးခုလုံးတက်ထက်ကြီးကြနေတာကိုဆူလို့တာပါ။ရေဒီယိုတလုံးကိုလိုင်းအတန်ကြည့်လိုက်အောင်ချိန်ကြီးရတယ်လို့ပါပဲ။စဉ်းစားကြည့်ပါ။ငါလုံနေတယ်လို့ပါဆက်ကတွေးနေတယ်မဲ့စိတ်ထဲမှာမယုံကြည်ဘူး။ငါယုံကြည်မှုရှိတယ်ဆိုတဲ့ခန်းစားချက်မရှိဘူးဆိုရင်လှုပ်ဆောင်မှုခက်ခဲပါလိမ့်မယ်။အတွေးနဲ့ခန်းစားချက်လိုင်းမကိုက်တဲ့အခါလှုပ်ဆောင်ချက်ကထွက်ပေါ်လာမှာမဟုတ်ပါဘူး။ဒါပေမဲ့ငါလုံနိုင်တယ်လို့စိတ်ထဲမှာမှန်တကယ်တွေးတယ် အဲ့ဒီအတွေးကငါယုံကြည်မှုရှိတယ်ဆိုတဲ့ခံစားချက်ကိုဖြစ်ပေါ်စေတယ်။ပြီးတော့အဲ့ဒီခံစားချက်ကအခုပဲဆက်လုပ်မယ်ဆိုတဲ့လှုပ်ဆောင်ချက်ကိုတွန်းထားပြတဲ့အခါအဲ့ဒီမှာအရာအလုံးလိုင်းမိသွားပြီးအောင်မြင်မှုဆိုတဲ့သချင်းတန်ကိုကြည်လင်စွာကြားရမှာပါ။ဒီသုံးခုညီညွတ်ထားတဲ့အခါတကက်ကိုရပ်တက်လို့မရတဲ့အရှင်ယဟုန်ကိုရရှိလာမှာပါ။အတွင်းစိတ်ကစားပွဲရဲ့စတောက်ထမြောက်မှုကတော့တက်ဝင်ယုံကြည်မှု faith ပါ။ဒါဟာဖြစ်လာရင်ကောင်းမှာပဲဆိုတဲ့မျိုးလင့်ချက်တက်တက်မဟုတ်ပါဘူး။ဒါကတက်တဲ့အထောက်ထားဘာတစ်ခုမှမမြင်ရသေးခင်မှာကိုပဲ။ ရလက်ကိုစိတ်မျက်စိထဲမှာအခိုင်အမာမြင်ရောက်ပြီးဒါဖြစ်ကိုဖြစ်ရမည်လို့ယုံကြည်ထားခြင်းဖြစ်ပါရဲ့ရိုက်ညီကိုတွေဟာလေးရင်မပြန်တတ်နိုင်ခင်ကတည်းကလူသားတွေကောင်းခင်မှာပြန်တတ်နိုင်လိမ့်မယ်လို့တက်ဝင်ယုံကြည်ခဲ့ကြတယ်။ပဝင်းကျင်ကလူတွေကသူတို့ကိုယူတယ်လို့ထင်ခဲ့ကြမှာပါ။ဒါပေမဲ့သူတို့ရဲ့ faith ကအဲ့ဒီမဖြစ်နိုင်ဘူးထင်တဲ့ရာကိုလက်တွေ့ဖြစ်အောင်တွန်းဖို့ခဲ့တာပါ။အောင်မြင်ဖို့ခွေးမာရဲ့ဒီအတိုင်းမှာလေအရေးကြီးဆုံးအချက်ကတော့လေးကောင်းထစ်အားလုံးကိုမြင်စရာမလိုပါဘူး။ ပထမဆုံးခြေတလန့်ကိုသာယုံကြည်စွာလမ်းရဲဖို့ပါပဲအတွင်းစိတ်ကိုပြင်ဆင်ပြီးသားပြီဆိုတော့အခုဒုတိယပိုင်းဖြစ်တဲ့အပြင်းပန်းကစားပွဲကိုဆက်ချစ်ကြရအောင်စိတ်ကူးကောင်းတွေအတွေ့ကောင်းတွေရှိရနဲ့မလုံလောက်ပါဟုအဲ့ဒီအတွင်းနဲ့လက်တွေ့အောင်မြင်မှုကြားကကွာဟာချက်ကိုဘယ်လိုပေါင်းကူပေးမလဲစွာဟာကြည့်တဲ့တွင်းစိတ်ကိုလက်တွေ့ရလက်တွေဖြစ်ဘယ်လိုပြောင်းလဲမလဲဆိုတာကိုဒီအပိုင်းမှာအတူတူလေ့လာကြမယ်အခုပန်းနိုင်တဲ့အကြောင်းပြောကြရအောင် ။ပန်းနဲ့မရှိတဲ့ဘဝဟာတန်လိုက်အိမ်မြောင်မပါဘဲပင်လေလဲမှာရွက်လွတ်နေရတယ်လို့ပါပဲ။ဘယ်ကိုဥတီလို့ဥတီနေမှမတီးဖြစ်နေတတ်ပါတယ်။ဘော့ပရော့ကတော်ကပြောတယ်တကယ်ပန်းတန်ကောင်းတစ်ခုဆိုတော့ ကိုကိုကြောက်စိတ်ရောစိတ်လူရှားမှုပါတပြန်နဲ့တည်းပြင်းနိုင်ရမယ်တဲ့ဆိုတော့ဒါကကိုယ့်ရဲ့လက်ရှိအခြေအနေနဲ့လုံနိုင်စွမ်းထအများကြီးကြီးမားတဲ့ပန်းတိုင်မျိုးထွေးရမယ်ဘာလို့လဲဆိုတော့ကြီးမားတဲ့ပန်းတိုင်တစ်ခုရဲ့တကယ်ရွယ်ချက်ဟာအဲ့ဒီပန်းတိုင်ကိုရရှိဖို့တခုတည်းမဟုတ်ပါဘူးတကယ်တမ်းမှုရှိဆုံးဆုလောက်ကအဲ့ဒီပန်းတိုင်ကိုရောက်ဖို့ကြိုးစားရင်းနဲ့ကိုကိုတိုင်ကပို့ပြီးဆွမ်းဆောင်ရရှိတယ်ပို့ပြီးကြီးကျယ်တဲ့လူတယောက်ဖြစ်လာတာပါပဲရလာတဲ့ပိတ်ဆံထက်ရာထူးထက်ကိုဖြစ်လာတဲ့လူကပို့ရေးကြည့်ပါတယ်နောက်တစ်ချက်ကဇွဲလုံးလ persistence ပါ စိတ်ကူးတက်တစ်ခုရလို့နှစ်တက်တစ်ခုစလို့အားရနေပြည့်နေခြင်းကအလုတ်လို့ရတာလွဲပါတယ်လူတိုင်းစတင်နိုင်တယ်ဒါပေမဲ့တကယ့်စိန်ခေါ်မှုကအဲ့ဒီကနအုပ်စိတ်လှုပ်ရှားမှုတွေကုံဆုံးသွားတဲ့အခါအခက်ခဲတွေနဲ့ကြုံလာတဲ့အခါမှာပါအဲ့ဒီအချိန်မှာရှေ့ဆက်သွားနိုင်မှုဇွဲလုံးလာလိုအပ်ပါတယ်သောမတ်စ်အက်ဒီဆင်ဟာမိသီးကိုတရက်တည်းနဲ့တည်တွင်ခဲ့တာမဟုတ်ပါဘူးအချိန်မောင်းများစွာကြာရှုံးခဲ့တယ်ဒါပေမဲ့သူကငါမရှုံးဘူးအလို့မဖြစ်တဲ့နီလန်ပေါင်းတထောင်မှရှားတွေ့ရတာလို့ပြောခဲ့ပါတယ် အဲ့ဒါဟာဇွဲလုံးလာပါပဲစိတ်ပါဒီဖြစ်စေမပါဒီဖြစ်စေယာတီရူကောင်းဒီဖြစ်စေဆိုဒီဖြစ်စေကိုစားထားတဲ့အလုပ်ကိုဆက်လုပ်နေနိုင်တဲ့အချိန်တခုပါနောက်မူတစ်ခုကတော့စုံဖြတ်ချက်ချခြင်း decision ပါလူအများစုဟာအချိန်အခါခေါင်းကိုစောင့်ရင်းတေချာမှုတွေကိုမျှော်ရင်းနဲ့တွန်းဆိုင်နေကြကြတဲ့နောက်မှလုပ်မယ်တေချာမှလုပ်မယ်လူတွေဘာပြောမလဲကြည့်ဦးမယ်ဆိုပြီးတော့ပေါ့ဒါပေမဲ့ Bob Proctor ကပြောတယ်မစုံဖြတ်ဘက်စောင့်နေခြင်းကလည်းစုံဖြတ်ချက်တခုပဲတဲ့ အဲ့ဒါကတော့ဘာမှမလုပ်ဘူးဆိုတဲ့ဆုံးဖြတ်ချက်ဖြစ်ပြီးအဲ့ဒီဆုံးဖြတ်ချက်ကနောင်တရချင်းစီကိုပဲအမြဲကူကြည့်ပါတယ်။အောင်မြင်တဲ့သူတွေကဆုံးဖြတ်ချက်ကိုမြင်မြန်နဲ့ပြက်ပြက်တာတာချမှတ်လို့ရှိတယ်။ဆုံးဖြတ်ချက်မသွားရင်တော့ပြဿနာမရှိပါဘူး။ဘာလို့လဲဆိုတော့အနည်းဆုံးတော့ရှေ့ကိုထလန်တိုးထွားပြီးတင်းငန်းစာတစ်ခုခုရလိုက်လို့ပါပဲ။ဘာဆုံးဖြတ်ချက်မှမချဘဲတနေရာတည်းမှရက်နေတာကပိုဆိုးပါတယ်။စီကန်ဆိုင် discipline ဆိုတဲ့စကားလုံးကိုကြားလိုက်ရင်လူအများစုကကန့်တချုပ်ချင်းမှုမလွတ်လပ်မှုလို့ထင်ကြရဲ့ဒါပေမဲ့ဘော့ပရိုဖက်ရဲ့အမြင်မှာတော့ပြောင်းပြန်ပါပဲ။ စီကန်းဆိုတာလွတ်လပ်မှုရဲ့တော့ချက်ပါဒီ slide မှာဖော်ပြချတဲ့ဥမာကတော့ကောင်းကောင်းသက်သေပြနေပါတယ်ကဲမမရှိတဲ့မြစ်ဟာဟိုဒီပြန်ကျဲဘူးကြီးအိမ်တစ်ခုလိုပဲဖြစ်သွားရဲ့ဘယ်ကုမမရောက်ဘူးဒါပေမဲ့ခိုင်မာရဲ့ကဲမရင်နဲ့ထိန်းချုပ်လမ်းကြောင်းပေးလိုက်တဲ့အခါအဲ့ဒီမြစ်ဟာရေအားလက်စစ်ထွန်နိုင်ပြီးတောင်တွေကိုတောင်ရွှေ့ပြောင်းနိုင်တဲ့ဆွမ်းအောက်ကိုပိုင်ဆိုင်သွားပါတယ်ကိုရဲ့ဘောမှာလေဒီအတိုင်းပါပဲဥမာပနိုင်စီကန်းရှိခြင်းကကိုငွေချေးဆိုင်ရာလွတ်လပ်မှုကိုပေးတယ် အချင်းကိုစည်းကမ်းရှိရှိသုံးဆွဲခြင်းကကိုလုချင်တာလို့ဖို့အချင်းပူတွေဖန်တီးပေးတဲ့စည်းကမ်းကကိုရဲ့စွမ်းရင်ကိုလမ်းကြောင်းမှန်ပေါ်တင်ပြီးပြီးစစ်မှန်တဲ့လွတ်လပ်မှုကိုပေးစွမ်းပါတဲ့လူများစုကဒီအဆင့်လှုပ်ဆောင်ခြင်း action မမဲ့ရည်တန့်သွားကြတယ်စောက်ဒီဖတ်တယ်ဒီလိုရှင်းပြရတယ်ကနားထောင်တယ်စစ်ကူးတွေရင်းတယ်စီမံကိန်းတွေအသေးစိတ်ရေးဆွဲတယ်ဒါပေမဲ့လက်တွေမလုပ်ကြဘူးမှတ်ထားမှာကအသည့်ပညာဟာအလားအလားရှိတဲ့စွမ်းအားတစ်ခုတာခဲ့ပြီးလက်တွေလှုပ်ဆောင်မှုကတည်းကအဲ့ဒီစွမ်းအားကိုတကယ်စွမ်းအားအဖြစ်ပြောင်းလဲပေးနေတာပါ စကြဝဠာကအစီအစဉ်ဆွမ်းနေတဲ့သူကိုစုမချပါဘူးလက်တွေ့လို့ဆောင်တဲ့သူကသာစုချပါတယ်ပထမဆုံးခြေလန်းကအခက်ဆုံးဖြစ်နေပြီမဲ့စာတင်လို့ဆောင်လိုက်တာနဲ့ရက်တန်လို့မရတဲ့အရှင်အဟုန်ကိုရရှိလာမှာပါမဆုံးလင်းရင်တောင်စလိုက်ပါကဲနောက်ဆုံးအပိုင်းကိုရောက်လာပါပြီဒီအပိုင်းမှာတော့ကျွန်တော်လှုပ်ဆောင်နေသမားတွေနောက်ကွဲကဘာကြောင့်လဲဆိုတဲ့ဘေးကွန်းကိုဖြေရှင်းပေးမှာပါအော်မီမှုဆိုတာရာထူးငွေကြီးပိုင်ဆိုင်မှုတွေရဖို့တသက်ပဲလားသမို့အဲ့ဒါတွေတပိုနှဆိုင်တဲ့အသေးပွရှိနေသေးလား အော်မီမှုဆိုတဲ့ယူဆကိုရုပ်ဝတ္ထုပစ္စည်းတွေပိုင်ဆိုင်ခြင်းထက်ပုံမမြင်မှားပြီးအသေးပဲရှိတဲ့ရည်ရွယ်ချက်တစ်ခုအဖြစ်အတူတူဆွေးနွေးကြည့်ကြရအောင်။အောင်မြင်မှုဆက်ဆက်ဆိုတာတကယ်တော့ပါလေ။လူအများစုကအင်ဂျီဂျီကားကောင်းကောင်းပိုင်ဆိုင်တာပန်းတိုင်တစ်ခုကိုရောက်သွားတာကိုအောင်မြင်မှုလို့ခြင်ကြတယ်။ဒါပေမဲ့ Bob Prater ရဲ့အတွေ့အပေဖွင့်ဆိုချက်ကပိုနက်ဆိုင်ပါတယ်။သူကအောင်မြင်မှုဆိုတာတံပိုးရှိတဲ့ဆန်တစ်ခုကိုတဖြည်းဖြည်းချင်းလက်တွေ့အကောင်အထည်ဖော်ခြင်းလို့ဆိုပါရယ်အဓိကတော့ချက်ကတဖြည်းဖြည်းချင်းဆိုတဲ့စကားလုံးမှာ ဥပမာတောင်ထက်ကိုရောက်သွားမှအောင်မြင်တာမဟုတ်ပါဘူးကိုတက်ချင်းတဲ့တောင်ကိုရွေးပြီးခြေတလန်းချင်းတက်နေတဲ့ခရီးစဉ်တစ်ခုလုံးကအောင်မြင်မှုပါပဲဒါကြောင့်ကိုကိုစိတ်အားထက်သန်စေတဲ့ပန်းတိုင်တစ်ခုစီတွားနေပြီဆိုရဲအခုဒီအချိန်မှာပဲကိုဟာအောင်မြင်နေတဲ့သူတစ်ယောက်ဖြစ်နေပါပြီပန်းတိုင်ကခရီးဆုံးမဟုတ်ပါဘူးခရီးစဉ်တစ်ခုလုံးကသာအောင်မြင်မှုပါနားခံခြင်း obedience ဆိုတဲ့စကားလုံးကနည်းနည်းတော့နားလည်မှုလွဲစီနိုင်ပါတယ်ဒါပေမဲ့ Bob Proctor ဆိုလိုတာက လူတွေကိုမျက်စိမိတ်ပြီးလိုက်နာခိုင်းတာမဟုတ်ပါဘူးစัจဝလာရဲ့တဘာဝနေရာမတရားလေးကို နားခံပြီးလိုက်လျောညီထွေနေထိုင်ဖို့ပြောတာပါဥပမာကဘာဆွဲငင်အားကိုကျွန်တော်တို့ညင်လို့မရပါဘူးအဆောင်အုံပေါ်ကနေခုံချပြီးငါကတော့ကဘာဆွဲငင်အားကိုမယုံဘူးလို့ပြောလို့မရဘူးလေအဲ့ဒီအစားအဲ့ဒီနေရာမကိုအတုံးချပြီးလေရင်ပြန်ပြီးတိဆောက်ကြတယ်အဲ့ဒီလိုပဲအကြောင်းနဲ့အကျိုးဇွဲလုံးလာတာဝန်ယူမှုလိုမျိုး အောင်မြင်မှုရဲ့နေရာမတွေကိုညင်းခုန်နေမဲ့အစာအဲ့ဒီနေရာမတွေနဲ့အညီနေထိုင်လိုက်ပါအဲ့ဒီအခါမှာဘဝဟာယုံကန်ရတဲ့အရာတစ်ခုမဟုတ်တော့ဘဲဒီနေရာမတွေကကို့အသက်အလုလုပေးပြီးအရာရာဟာလွယ်ကူချုံးမွေးလာတယ်လို့ခန်းစားရမှာပါကဲဒါဒီကတော့ Bob Proctor ရဲ့စွမ်းမြင်မှုစနစ်ချက်ကိုအချင်းချူထားတဲ့လမ်းညွှန်မေးပုံပါပဲကျွန်တော်တို့ဆွေးနွေးခဲ့တဲ့တာဝန်ယူမှုယုံကြည်မှု စိတ်နေသဘောထားပန်းတိုင်းဇွဲဆုံးဖြတ်ချက်စီကံနာခံခြင်း တက်ဝင်ယုံကြည်မှုနဲ့လောက်ဆောင်ခြင်းကြောင့်ဖြစ်နောက်ဆုံးအရေးကြီးတဲ့အချက်ကတော့အများအကျိုးဆောင်ခြင်း service ပါဘော့ပရော့ကတာကစစ်မှန်ပြီးရေရှည်တည်တမ်းတဲ့အောင်မြင်မှုဆိုတာကိုယ့်ရဲ့လောက်ဆောင်မှုကတခြားသူတွေရဲ့ဘဝကိုဘယ်လောက်အကျိုးပြုတယ်လဲဆိုတာနဲ့တိုင်းတာတယ်လို့ယုံကြည်ပါပဲကိုတို့ပဲကြီးတဲ့အောင်မြင်မှုဟာခဏတာပါပဲတခြားသူတွေကိုကူညီလေလေကိုဘဝကပုံပြီးဖြည့်ဆုံးလေလေပါပဲဒီမှုတွေဟာ theory တသက်မဟုတ်ပါဘူးကိုဘဝကိုပြောင်းလဲဖို့အတွက်နေ့စဉ်အသုံးချနိုင်တဲ့လက်တွေ့ကြတဲ့ကိရိယာတွေပါ အဆုံးသက်အနည်းနဲ့မိခွန်းတစ်ခုနဲ့ဏီကုန်းချူချင်ပါမယ်။အတ္တိပညာတစ်ခုတည်းကဘဝကို မပြောင်းလဲနိုင်ပါဘူး။လက်တွေ့ကျင့်တုံးမှသာ ပြောင်းလဲမှာပါ။ဒီနေ့လေးလာခဲ့တဲ့မူတွေလဲကဘဲမူတစ်ခုကိုဒီနေ့ကပြီးကိုယ့်ဘဝထဲမှာလက်တွေ့ကျင့်တုံးသွားမလဲ။အားလုံးကိုတပြိုင်တည်းတည်းလှုပ်ဖို့မလိုပါဘူး။တစ်ခုတည်းကိုပဲရွေးပါ။ကိုယ့်ရဲ့အဖြေကို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  ပေးပြီးအာမီမှုခရီးကိုစတင်လိုက်ပါ။ကိုယ့်ရဲ့အနာဂတ်ဟာဆုံးဖြတ်ချက်ချလိုက်တဲ့ဒီခိုက်တန့်ကနေစတင်တာပါပဲ။